ုံးအနေလေးကနေအမြင်လေးပြက်သွားအောင်ဖုံးအစုပ်ကလေးကနေအကောင်းလေးပြက်သွားအောင်အဲ့တော့ဖုံးလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်လိုချင်ရင်တော့ဒီလိုလုပ်ရအောင်တင်းနှင်းကလေးမနဲ့တင်းနှင်းလာမနဲ့ဆိုတော့တပတ်ကိုနှစ်ချိန်တော့လုပ်ရမှာပေါ့နော်တင်းနှင်းကလေးမနဲ့ပါတစ်ချိန်လုပ်မယ်တင်းနှင်းလာမနဲ့ပါတစ်ချိန်လုပ်ဖုံးတိုင်းကဲဖုံးတိုင်းကြီးကြီးသေးသေးနော်ဖုံးဆိုင်နေကြတော့မလုပ်စေချင်လဲဆိုတဲ့အခါကျတော့ အနေနဲ့ရကမျောလင်းဆောင်စားနေကြတဲ့ရွှေစကားရဲ့မိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကြမ်းမာပြီးတဲ့ကြမ်းမာအောင်ချမ်းသာပြီးတဲ့ချမ်းမာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လေးလေးမေတ္တာပို့တာနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာ။ရွှေစကားမိတ်ဆွေများအတွက်တလာတာချင်း န်ကြမ္မာအကျိုးအကြောင်းအဆိုးအကောင်းဟောပြောချက်လေးတွေကျွန်တော်လာစဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်။အနေနဲ့အရာရာကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲ့ကြအကျိုးထူးကြတယ်။ဒီအစီအစဉ်လေးကိုလာစဉ်စောင့်မျှော်ကြရတယ်။ပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်။အဲ့တော့တကယ်လဲဘူးရဘူးရအသုံးတဲ့ကြအကျိုးထူးကြပါစေခင်ဗျ။အခုမှတော့ဖြင့်2025ခုအောက်တိုဘာလတလစာရွှေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျ။ရှိဦးစွာ နေသားလိုက်မဟုတ်ပေးခင်မှာကျွန်တော်မိတ်ဆွေခொနှစ်သားသမီးအားလုံးဘာသူမဆိုအရေးကြုံရင်ကြုံတယ်လို့အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးတခုလက်ဆောင်ပါကြပါလေဒီလာပေးမဲ့လက်ဆောင်လေးကတော့တော်တော်လေးအများစုအတွက်အဆင်ပြေကြမယ်အသုံးတည့်ကြမယ်ထင်ပါတယ်ဖုန်းအကောင့်သားတခုလိုနော်ဖုန်းအကောင့်သားတစ်လုံးလုံးလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများလက်ရှိဖုန်းလေးကစုံနေလို့ပြက်နေလို့ဒီတဲ့ပိုးပြီးမြင့်နေဒီတဲ့ပိုးပြီးကောင်းတဲ့ဖုန်းလေးလိုချင်တယ် နော်ဘယ်လိုပဲဝင်မောပဲဗျာဝယ်လို့ပဲဝင်ဝင်လက်ဆောင်ပေးလို့ပဲရရဂုံပြုလို့ကြီးမြင့်လို့ပဲရရကဲနော်အဲ့တော့ဖုန်းအနေနဲ့ကနေအမြင်လေးပြတ်သွားအောင်ဖုန်းအစုပ်ကလေးကနေအကောင့်လေးပြတ်သွားအောင်အဲ့တော့ဖုန်းလိုချင်နေပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်လိုချင်တော့ဝယ်ရင်ဝယ်ရရရှိတဲ့လမ်းကြောင်းရကြံပြီးစူးစမ်းရင်စူးစမ်းလို့တော့ပြောရမှာပဲကဲအဲ့တော့ကိုယ့်ဘက်ကစူးစမ်းစရာရှိတာတော့စူးစမ်းနေပါဂံပြိဒသဘောအရာကိုလိုချင်နေတဲ့ဖုန်းလေး ရရရအကြောင်းအခြေအနေခွန်လန်းကောင်းနေပေါ်ပဖို့အတွက်ဆိုရင်ဒီလိုလုပ်ရအောင်တင်းငွေမနဲ့တင်းလာမနဲ့ဆိုတော့တပတ်ကိုနှစ်ချိန်တော့လောက်ရမှာပေါ့နော်တင်းငွေမနဲ့ပါတစ်ချိန်လုံးမယ်တင်းလာမနဲ့ပါတစ်ချိန်လုံးအကျော်၃မျိုးဘာအကျော်ပဲဖြစ်ဖြစ်၃မျိုးဖြစ်ဖို့ပဲအရင်အတွက်မိမိအစဉ်ပြေတလို့ကိုယ့်အခြေအနေတိုင်းတာရအစဉ်ပြေလို့လို့တခုစီဆိုလဲရတယ်ငါဘူတိကျော်တခုဘရာကျော်တခုရက်တော်ကျော်တခုအဲရတယ်၃မျိုးတော့ဖြစ်သွားမယ်အကျော်၃မျိုးအရင်အတွက်ဘလောက်ပဲဖြစ်ဖြစ်မြတ်စွာဘုရားမှာလှူပြီးတော့ဘလို့ဖုံးအမျိုးအစားလေး ဲ့ဒါဘလို့ဘလို့ရပါစေကိုလာတာထုတ်ပြီးဝယ်မှာအော်လူကြီးကချီးမြှင့်လို့အော်ตาလေးကဝယ်ပေးမှာဟဲ့နိုင်ငံခြားနေသမီးလေးကလှမ်းပို့မှာဟဲ့တူလေးကဘလို့ပေးမှာဟဲ့စသဖြင့်ပေါ့ဘယ်မိတ်ဆွေကဘလို့လက်ဆောင်ပေးမှာဟဲ့ဘလို့ဘလို့မျိုးဝင်လာပါစေအဲ့ဒီကိစ္စအမြန်ဆုံးအဆင်ပြေပါစေဆူတောင်းဖို့ဖြစ်ပါတယ်ကဲအဲ့တော့တပတ်တပတ်ကိုအကျော်တင်းငွေတွေနေမှာ၃ခု၃မျိုးပေါ့နော်ဒဲလာနေမှာ၃ခု၃မျိုးပေါ့ရေတွက်ကတော့ဘလောက်ပဲဖြစ်ဖြစ်အဲ့ဒါလေးတော့ရင်းရမယ်နော်ဒါလေးလောက်ကြအောင် ဘာမှအပန်းကြီးတာလည်းမဟုတ်ဘူးအဲ့ဒါကိုလိုချင်တဲ့ဖုန်းလေးရဖို့အချိန်ကြီးခွန်လန်းကောင်းနေပေါ်ပေါက်လာပါလိမ့်မယ်လို့ကဲအဲ့တော့ဖုန်းလိုချင်တဲ့ဝယ်ချင်တဲ့သူတွေအတွက်အချိန်ကြီးခွန်လန်းကောင်းပေါ်ပေါက်အောင်ဂမ်ဘီယာလက်ဆောင်ပေးတဲ့အခါကျတော့မျက်ဆောင်ထိုးမဲ့လူတွေကရှိသေးတယ်ဟင်းငါတို့ကရောင်းချင်တာအာကဲရောင်းချင်တဲ့လူတွေလည်းပြောရမှာပေါ့ဖုန်းဆိုင်နေကဲဖုန်းဆိုင်ကြီးကြီးသေးသေးနော်ဖုန်းဆိုင်နေကြတော့မလုပ်စေချင်လဲဆိုတဲ့အခါကျတော့ကစွန်းညွန့်ငါညွန့်နည်းနည်းတော့ ဈေးကြီးတယ်နော်ရှာလဲရမယ်တန်ဖိုးတော့ကြီးမယ်အရင်နှစ်ကတော့ကြီးမယ်ညို့ဘုံတိုင်ကိုယ့်ဘာကိုဘယ်တော့ကြီးတဲ့ဘုံတိုင်ပဲဖြစ်ဖြစ်ဘယ်တော့သေးတဲ့ဘုံတိုင်ပဲဖြစ်ဖြစ်ကစုံညွတ်ငါညွတ်အယိုးတုတ်တုတ်အယိုးဖားပါပေါ့ဗျအဲ့ဒီကစုံညွတ်ငါညွတ်ကင်ကင်ပြီးတော့ရောင်းနေတဲ့ဖုန်းနေကဲဖုန်းကောင်တာတွေဇပွဲတွေဖုန်းတိုင်ရဲ့ဆိုင်းဘုတ်တွေအာဘောက်ထားစာအုပ်တွေဘာတွေဆိုင်နဲ့ပတ်သက်တာတွေကိုရိုက်ပြီးစုတောင်းပေါ့အဲ့ဒါရိုက်ရင်ရိုက်ရင်ရိုက်ရင်နဲ့နော် ဒီဖုန်းนี่ဘယ်လိုများများရပါသည်ဟာဝယ်မဲ့လူတွေလည်းသူတို့လည်းပတ်စံนี่ရွှေပတ်စံนี่ပေါ်ပြီးတော့အမလီငွေလုံးကြီးပိုက်ပြီးတော့ဒီမှာဖုန်းนี่လာပြီးတော့အလူရဲ့ဝယ်ကြပါသည်သူတို့လည်းစိတ်တိုင်းကြပျော်ရွှင်ကြည်နပ်ဟာဒီမှာလည်းလက်မလောင်အောင်ဘလိုလိုရောင်းရပါသည်အဲ့ဒါရိုက်ပြီးဆိုတောင်းမေတော့နော်အဲ့တော့ဘယ်နှစ်ဘယ်ရက်ရမဟုတ်ဘူးအခုရိုက်ခြင်းအခုထားရိုက်ဘယ်နှစ်ချက်ရမဟုတ်ဘူးကြိုက်တဲ့လောက်ရိုက်နေနော်ဘေးကယောက်ျားကြီးကိုစိတ်ဆိုးလဲရိုက်နေရီးစားနဲ့မကြည်နပ်နဲ့ ရည်သားမကျင်တဲ့ကိစ္စဒီမှာသာရိုက်နေဒီမှာဖုန်းနဲ့ရောင်းကောင်းသွားလိမ့်မယ်နော်ကဲအဲ့တော့အစီအမီကြမယ်တဲ့ဖုန်းလိုချင်တဲ့သူတွေအတွက်အခြေအနေကွမ်းလမ်းကောင်းတွေပေါ်လာဖို့ရောဖုန်းရောင်းချင်တဲ့သူတွေလည်းကဲရောင်းဖို့အခြေအနေကွမ်းလမ်းကောင်းတွေပေါ်ပေါက်လာဖို့ရောကဲနှစ်ဦးနှစ်ဖက်အစီအမီကြပါစီခင်ဗျာ ဆက်လက်ပြီးတော့အခြေပွားစီးမဲ့စနေသားသမီးမိတ်ဆွေများလည်းရောက်လာပါပြီခင်ဗျာဒီလို game မျိုးကိုဟောရတာတော်တော်ဝမ်းသာကြပဲလူတရားရဲ့ဘဝမှာယာတို့တိုးတယ်ဝင်ငွေလာစားတိုးတယ်အခြေအနေစံတန်းနေမြင့်တဲ့သွားတယ်ဆိုတာဟာဒီလို game မျိုးမှာလာပြီးကြုံရတာတာလုပ်ငန်းတွေကိုတိုးဝချဲရတဲ့ကိုအလုံးနဲ့ပတ်သက်တဲ့နာမည်ဂုဏ်သတင်းတွေတက်တတ်တယ်ဟဲ့ပစ္စည်းဝင်သူစီရဝဲဟဲ့အလုပ်အချင်းသူစီမအဟဲ့ဟာအဲ့ဒီမှာအလုပ်တွေလက်နဲ့နော်မပြလောက်ဝပြီးတော့ ဝင်ငွေလာတာတွေတို့ဝင်ယုံဝင်စင်မဟုတ်တဲ့ငွေတွေဝင်ပြီးတော့ဘဝမှာအချိန်ဤအဆင့်တန်းမြင့်တက်သွားတယ်ဆိုတာဒီလိုဂိမ်းမျိုးမှာလာပြီးကြုံရတတ်ပါတယ်ဗျာကဲကံကြမ္မာရွှေမိုးငွေမိုးကတော့ယူရပြီးစနေသားသမီးတို့ရေကိုယ့်ဘက်ကအရာမီစူးစမ်းရအောင်ယာဒူပုံချိန်ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စပြီးအထက်အထိပနဲ့လျှက်စစ်ပစ္စည်းနောက်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွေချက်အိမ်အဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရွေချက်အဲ့ဒါမျိုးတွေကောင်းတယ်မိမိအစဉ်ပြေတဲ့အတွက်ကိုယ်ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေလိုအပ်တဲ့သူတွေကိုလိုအပ်တယ်လို့ကိုညီထောက်ပံ့ပေးကမ်းနိုင်တဲ့အခြေအနေမျိုးထိတောင်းဖြစ်လာနိုင်ပါတယ်။ဒီလိုကိမျိုးမှာ သားသမီးအောက်လငယ်သားလူကမာကိစ္စရေတွင်းရေကန်ရေပိုက်ကိစ္စလေးတော့နည်းနည်းတရိထား။အိမ်မွေးတရိစ္ဆာန်ခွေးကြောင်ကျက်ကိုအကြောင်းပြုပြီးတော့လည်းစိတ်နှောက်ချက်လေးတော့ရှိတတ်တယ်။ဒီလိုကိမျိုးမှာစနေသားသမီးတွေကကံရင်အပမိုးရဖို့ဆိုရင် ကိစ္စကြီးငယ်အရေးကြီးတဲ့ရည်မျိုးတွေမှာပေါ့အပြုရောင်းတို့ငွေရောင်းတို့မိခိုးရောင်းတို့များများပါသောအဝယ်အစားသုံးဆောင်တွေကိုအာပြုပြီးတော့ဝယ်စံသုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခဲတံကလေးတစ်ချောင်းဒူဒူရှိရှိကဲခဲတံလေးတစ်ချောင်းနဲ့ဒူခေါက်ပြီးတော့စုတောင်းကံကောင်းလက်ရွှင်စိမဲ့နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်ဝယ်စည်းစကားတွေတတ်မှတ်မယ်အချိန်ချက်အနေရတဲ့နာရီတွေရွေးမယ်ဆိုရင်နှစ်ကနန်းရှစ်ကနန်းတွေဟာကိုယ့်အတွက်ကံကောင်းစေပါလိမ့်မယ်လက်ရွှင်စေပါလိမ့်မယ်ခင်ဗျာ ကဲစနေသားမိတွေကဒီလာထဲမှာလေအရေးကြီးကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာနွားနုနဲ့ကိတ်မုံကဲဘလို့နွားနုနဲ့ဘလို့ကိတ်မုံမဲ့ဖြစ်ဖြစ်ကို့အချင်းနဲ့ကို့အဆင်ပြေတယ်လို့လေးပေါ့မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုဧတာလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာမိတ်ဆွေအားလုံးလည်းပဲကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ